ရင်းမြူကတင်းညာမင်းတွေအတွက်အစိုးဆုံးရန်သူတွေကတကောင်ပဲဖြစ်ပါတယ်။စိုက်ခင်းမှာရင်းမြူကြောက်သွားရင် သုံးရှုံးမှုတန်ဖိုးကများပါတယ်။ဒါကြောင့်ရင်းမြူတွေရဲ့သဘောတဝါဝနဲ့ဖြက်စည်းပုံလေးတွေတည်ထားရင်ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။မင်္ဂလာပါ ီနေ့ပြန်လည်မျှဝေပေးချင်တာကကျွန်တော်မိတ်ဆွေတွေတောင်းဆိုထားတဲ့ဖြတ်ပိုးတွေကစုတ်စားဖို့အုပ်စုဝင် ရင်မြူရဲ့နေထိုင်မှုလိထားဖြတ်စည်းပုံနဲ့ဘလို့ကာဝေရပြီးဘယ်အချိန်မှဈေးဖျက်ရမလဲစတဲ့ကာဝေနှိမ်နင်းသည့်အကြောင်းလေးတွေပဲဖြစ်ပါတယ်။ရင်မြူကို ကျွန်တော်မိတ်ဆွေတွေမြင်ဖို့မယ်ထင်ပါတယ်။ရင်မြူကအရန်ကိုတင်းငယ်ပြီးများသောအားဖြင့်အဖြူရောင်ဆင်းရှိကြပါတယ်။ သူတို့ကအပင်တော်တော်များများမှာကြားအောင်နိုင်ပြီးပင်ရည်ကိုဆုပ်ယူစားတောက်တတ်ကြပါတယ်။ရှင်ပြူမာကမျိုးကွဲများစွာရှိပါတယ်။ဇာတိဥရုပူချိန်မြန်မာချိန်မှာ ကြားရမှုပိုများပါတယ်။ပတ်ဝန်းကျင်နေထားမျိုးစိတ်ပေါ်မူတည်ပြီးတစ်လကနေနှစ်လလောက်ထိရှင်သန်နေထိုင်ကြပါတယ်။အပူချိန်မြင့်ဥကနေအကောင်ကြီးဖြစ်တော့ပုံမှန်ဆန်တယ်လို့ဆိုပါတယ်။ ရင်မြူကအရွက်အောက်မျက်နှာပြင်နေမှာဥဥလေးရှိပြီးနေထိုင်စားသောက်ဖြည့်ဆည်းတတ်ကြပါတယ်။အရွက်လေးတွေကိုလောက်ခါကြည့်လိုက်ရင် တွေ့ရနိုင်ပါတယ်။ရင်မြူကချင်းနေလိုပါပဲ။အပင်ရဲ့အစာရည်ကြောအတွင်းကို အစိတ်ကြီးထိုးသွင်းပြီးမှပင်ရည်ကိုစုပ်စားသောက်တတ်ကြပါတယ်။ပင်ရည်နဲ့အဟာရတွေစုပ်စားသောက်တတ်တာကြောင့်အပင်ကကြီးထွားမှုရပ်တန့်သွားတဲ့အပြင်ဒီအဆိပ်ရည်တွေထဲမှာအပင်ကိုရောဂါရစေတဲ့ဗိုင်းရပ်စ်တွေပါဝင်ပါတယ် ဒီ virus တွေကအရွက်တွေကိုအဝါရောင်ဒါမှမဟုတ်ငွေရောင်ဖြစ်သွားပြီးအပင်ကိုလည်းတွန့်ကုတ်စေကကြီးထွားမှုကိုလည်းရပ်တန့်သွားစေပါတယ်။နောက်ထပ်ရင်ပြူတွေစားတော့ပြီးဆွန့်ထုတ်လိုက်တဲ့စီးကက်ကက်ချူရီတွေကြောင့်နောက်ဆက်တွဲအနေနဲ့တကိုးမူရောဂါလည်းဖြစ်ပေါ်ပြီးအပင်ကအစာမချက်နိုင်တော့တဲ့အတွက်ပုချစ်ပြီးမတန်ဆွမ်းတော့ပါဘူး။အသီးပွင့်ဝင်ငယ်မှာ virus တည်ဆောင်လာတဲ့ရင်ပြူအကြများသွားရင်တော့တီးညံအထွန်းနှောင်းက စိုက်ခင်းတစ်ခုလုံးထိပျက်စီးဆုံးရှုံးနိုင်ခြင်းရှိပါတယ်။ကောက်ခဲ့မဆိုရင်တော့စိုက်ခင်းပပတ်လင်းနဲ့အပင်အောက်ခြေတွေမှာပေါင်းမြက်တွေကိုရှင်းလင်းပေးပါ။မိမိဆိုင်ခင်းမှာဘလို့ပိုးတွေကြောက်အောင်နေလဲသိရအောင်ဝါရံပိုးပန်းတဲ့ထောင်ချောက်တွေကိုဆိုင်ခင်းပက်ပက်လဲအုံပြူပေးပါရှင်ပြူကအလင်းရောင်ကိုကြောက်တဲ့သဘောမှရှိပါတယ် ဒါကြောင့်အခုနောက်ပိုင်းအလင်းလေးပြန်ပေါင်းမြက်တွေကိုလည်းနှိမ်နှင်းပြီးသားဖြစ်စေတဲ့ဘောင်အုပ်ပလတ်စတစ်စတွေကိုအသုံးပြုစိုက်ပျိုးလာတာတွေ့ရပါတယ်။စိုက်ခင်းပပက်လေမှာထက်တရာဗန်းမင်တွေကို စိုက်ပျိုးပြီးကာဝယ်နိုင်သလိုတမာပြုတ်ဤတမာစီပူပြေးစင်းနဲ့ဆေးဘက်ကြီးပူပြေးစင်းတွေကိုပိုးမကျခင်ကြိုတင်လှည့်ကြဖြန့်ပတ်ပေးပြီးကာဝယ်နိုင်ပါတယ်။အခြားထိသည့်စားသည့်ဓာတုပူးသက်ဆေးတွေနဲ့လည်း ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ရှင်ပြူတွေကမနက်စောစောချိန်နဲ့ညနေနေရီချိန်တွေမှာစားတောက်ဖြစ်စီတတ်ကြပါတယ်။မနက်ပိုင်းမှာမိတ်ဆွေဘိုးတွေလည်းအလုပ်လုပ်တတ်တာကြောင့်ညနေ9နာရီနောက်ပိုင်းနေရီချိန်မှာဖြန့်ပတ်ပေးပါ။ဒါရုစီကိုတော့ပိုးနာမည်ပြောပြီးစိုက်ပျိုးရေးစည်းစိမ်တွေမှာမေးဝဲပါခင်ဗျာ။ ဖြစ်နိုင်တော့ဓာတုပိုးသက်ဆေးတွေကိုလျှော့သုံးပြီးတဘာဝပိုးသက်ဆေးတွေကိုပိုပြီးအသုံးပြုစေချင်ပါတယ်။အကျိုးပြုမိတ်ဆွေပိုးတွေကိုမထိခိုက်စေသလိုလူသားတွေအတွက်ဓာတုတည်ခြင်းမကျန်တဲ့အတွက်ကျန်းမာရေးကိုလည်းမထိခိုက်စေပါဘူး။တကယ်လို့အဝါရောင်ပိုးတောင်ရောက်ဝယ်လို့မရရင်ဒီနီးလန်းလေးကိုအသုံးပြုကြည့်ပါ။အဝါရောင်ကပြားပေါ်မှာအလှပတ်အတွက်အသုံးပြုကြတဲ့ဖတ်စလင်းကျင်နဲ့ ကံစည်းစက်ပြာစီတဝက်စီရောပြီးကပ်ပြားပေါ်မှာတုတ်လင်းအသုံးပြုကြည့်ပါဒီညီလန်းလေးကအစိမ်းရောင်လန်း Facebook စာမျက်နှာကနေကူးယူဖော်ပြပေးခြင်းဖြစ်ပါတယ်ဒီနေ့အောင်တလောက်ပါပဲနောက်နေ့တွေမှာလည်းစိုက်ပျိုးရေးညက်ပတ်သက်တဲ့အကြောင်းအရာလေးတွေရှာဖွေစုဆောင်မျှဝေပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးဒီနံစိုက်တောင်းလိုက် သမျှသီးနှံတွတ်တိုး၍ထွက်သမျှသီးနှံဈေးကောင်းရကြပါသေးဗျာကျေးဇူးတင်ပါတယ်